ကန်ကိုရခဲ့ပါပြီဗျာဂလုတ်ကျင်းလည်းတစ်ချက်အုပ်ရရရောပုံယူတော့ဝစ်စကန်ကိုရခဲ့ပါပြီအောင်မြင်ခဲ့ပါပြီကျွန်တော်တို့ပြောတာမဖမ်းဘူးမဖမ်းလည်းကျွန်တော်တို့ဖမ်းမှာဟုတ်ပြောဘာလို့မကင်းကြီးလေးပါလဲဆိုတော့ကလုံးမပိတ်ခဲ့သေးတယ်အော်ဒီခွေးစခန်းတော့တင်ယူပါပြီတမကြီးပါခွေးစခန်းတင်ယူပါပါတမကြီးပါကျွန်တော်တို့ရပြီပါပါပြီခွေးစခန်းကိုရပြီပါပါကျွန်တော်တို့တမကြီး nhìn như quăng trống trống cái ship ăn nữa mình thấy là như ngay, bây giờ chưa, à tụt nát có giờ sẽ khuya ngà, tự nhiên điện đây là xin đồ này ạ. ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲမှာစစ်တပ်ရဲ့ drone 9စင်းကိုကချင်လွတ်လပ်ရေးတပ် KIA ကပစ်ချနိုင်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါရယ်ညဘက်မြင်ကွင်းပါတဲ့စစ်ဘက်သုံး drone 9စင်းကိုပစ်ချနိုင်ခဲ့တာလို့သတင်းရင်းမြစ်ကပြောပါရယ် KIA ရဲ့ပြန်ကြားရေးတာဝန်ခံဘိုမူကြီးနော်ဘူးကတော့ drone 9စင်းပစ်ချခဲ့တယ်ဆိုတဲ့အပေါ်အတည်ပြုလို့မရသေးဘူးလို့သာတုံ့ပြန်ဖြေဆိုထားပါရယ်ဒါပေမဲ့ဗမော်မြို့မကြအောင် စစ်ကောင်စီတပ်ကလေကြောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်နေတာကြောင့်ဒီကနေ့မလ30ရက်အထိစစ်တပ်ရဲ့အမှတ်20တစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ20တဝိုက်မှာစစ်တပ်နဲ့ KIA PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲဆက်ပြီးပြင်းထန်နေတယ်လို့သူကဆိုပါတယ်ဗမော်တိုက်ပွဲနဲ့ပတ်သက်လို့ပတ်သက်လို့ဗိုလ်မှူးကြီးနော်ဘူးက စကခနှစ်ဆက်တကူ KIA PDF ပူပေါင်းတပ်တွေကဝိုင်းရံပြီးတိုက်နေတဲ့အခြေအနေလို့ပြောပြီးစစ်တပ်ကလေကြောင်းအပါဝင် drone တွေတုံးပြီးခုခံတိုက်ခိုက်နေတယ်လို့ BBC ကိုပြောပါတယ်စစ်တပ်ရဲ့လေကြောင်းကတော်တော်ဆိုးတယ်လို့သူကဆိုပါတယ်မြေပြင်သတင်းရင်းမြစ်ကတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတော်လန်ရေးတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့တယ်လို့အတီးပြုတ်ပြောတယ်လို့စစ်တပ်ကိုထောက်ခံတဲ့ Telegram Channel တွေမှာလည်းဖော်ပြထားတာတွေ့ရပါတယ် စစ်ကောင်စီကတော့ဗမော်ဘက်ကစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။